ဆင်းရဲမပြေစုံမှုနဲ့အခက်ခဲတွေကြမှာမွေးဖွားလာတဲ့အိမ်မက်တွေနောက်ဆုံးမှဘလို့ဖြစ်သွားလဲတင်သိပါသလားတာမမင်းကလေးတယောက်ကမြို့ကြီးမှာကြံကြပြီးဆံဝတရားဖြစ်အောင်ကြိုးစားမယ်ဆိုရင်ဖြစ်နိုင်မှာမလားဒီမိကုံတွေဟာနီတရဲ့ဘွားမှာအရေးကြီးရဲ့မိကုံတွေပဲဖြစ်ပါတယ်ရရမပြေဆုံးမှုတွေနဲ့ရုံးကန်လှရှာနေရတဲ့လူဖွဲ့စည်းတွေကြမှာသူမဟာကိုယ့်အိမ်မက်ကိုအကောင့်ထဲဖောက်ခဲ့ုံသာမကသူမရဲ့ကြိုးစားအထောက်အမှုနဲ့ဇဲလုံလာတွေနဲ့စိတ်သက်သာခံမှုကိုတတ်သိပြခဲ့ပါရဲ့ စိတ်ထဲမှာစိတ်အားထက်သန်မှုရှိရင်ဘယ်အခက်ခဲမှာငါတို့ကိုမတားဆီးနိုင်မှုဆိုတာကိုသက်သေပြခဲ့ပါရယ်။ဒီနေ့မှာတော့ကျမကပရိသတ်စီကိုမပြည့်စုံတဲ့အခြေအနေအနေနဲ့အလုံးကိုပေးကမ်းနိုင်တဲ့အခြေအနေတရားအောင်ကြိုးစားနိုင်ခဲ့တဲ့နိတိရဲ့ဇလံလေးကိုပြပြပေးသားမှာပဲဖြစ်ပါရယ်။နိတိဟာသိငယ်တဲ့ရွာလေးတောင်မှနေပါရယ်။သူမရဲ့အိမ်မက်ကဆောင်းဖြစ်ချင်းခဲ့ပြီးသူ့လိုမျိုးမရှိစင်ရဲသားတွေကိုစေဝါအခါမဲ့ကုသပေးလိုတာဖြစ်ပါရယ်။ သူမရဲ့မိသားစုကစီးပွားရေးအခြေအနေမကောင်းတာကြောင့်အိမ်မက်ကိုအကောင့်ထည့်ဖို့ဖို့အတွက်အခက်အခဲတွေအများကြီးရှိနေပါတယ်။နီတီရဲ့အဖေကကုန်ကျဆိုင်တူတူလေးဖွင့်ထားပြီးမိသားစုကလည်းအဲ့ဒီဆိုင်လေးကိုပဲနှိခိုစားတောက်နေရတာဖြစ်ပါတယ်။နီတီကမြမတယောက်နဲ့မောင်လေးတယောက်ရှိပြီးသူကအကြီးဆုံးမှာသူ့အမေအမြဲပြောနေကြစကားကသမီးမအိမ်မက်ပန်းနိုင်ရှိနေတဲ့ပြည့်ညောင်လေးချက်တွေအသက်ရှင်တန်နိုင်မယ်။အိမ်မက်တွေကိုအကောင့်ထည့်ဖို့စူးစမ်းအားထုတ်ရမယ်။ပြောလို့ရှိပါတယ်။ အမေရဲ့ပြောစကားကနီတာရဲ့ရင်ထဲမှာဆွဲသွားပါတယ်။နီတာအသက်၁၂နှစ်အရွယ်မှာသူမရဲ့မိခင်ကပြင်းခံတဲ့ရောဂါကိုခံစားလိုက်ရပြီးငွေကြေးမပြည့်စုံတာကြောင့်မိခင်ဆုံးပါခဲ့ရပါတယ်။မိခင်ဆုံးသွားခဲ့ခြင်းဟာသူ့အတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပြီးအမေပြောတဲ့ကိုယ့်အိမ်မက်ကိုအကောင့်ထည့်ဖို့ဆုံးဖြတ်ချက်လေးချလိုက်ပါတယ်။အကြောင်းကတော့သူ့အမေဖြစ်စေခြင်းနဲ့ကိုယ့်အိမ်မက်ကိုအကောင့်ထည့်ဖို့ခြင်းလေးဖြစ်စေတယ်လို့သူ့အမေလိုငွေကြေးမပြည့်စုံတဲ့ဆင်းရဲသားတွေကိုလည်းပြုစုကူတာခြင်းလိုပဲဖြစ်ပါတယ်။ နီတီဟာအစိုးရကြောင့်တကြောင်မှာပညာသင်ကြားပြီးအတန်းထဲမှာလည်းအမြဲတမ်းထိဆုံးသွားဖြစ်ပါရည်။နီတီဟာအရင်အခြေအနေကြောင့်ကျောင်းကပြန်ရရင်သူ့အဖေရဲ့ဆိုင်မှာဈေးကူရှောင်ပေးရပြီးညဘက်မှာစားကြည့်ပါရည်။တခါတလေစာအုပ်တွေဝယ်ဖို့ပတ်စံတော့မရှိပါဘူး။ကြိုက်မဲ့သူမဟာလက်မလျှော့ပဲအခမဲ့လေ့လာလို့ရမယ်။စားကြည့်ရိုက်တွေစီရနေစောင်းဟောင်းနေရှိပြီးတော့ဖတ်မှန်လေ့လာဖြစ်ပါရည်။ဆရာရီဆရာနဲ့အကူညီတောင်းတဲ့အခါမှာလည်းမပြေစုံမှန်းသည့်တော်မှန်းလည်းသိတော့ဆရာရီကလည်းသူ့နားမလဲတာကိုအချင်းယူရှင်းပြတင်ပြလေးရှိပါရည်။ ဒီလိုနဲ့စနစ်တောင်းအမှတ်ကောင်းကောင်းနဲ့အောင်မြင်ပြီးရနောက်နေ့တီဟာစေချောင်းဝင်ဝင်ဆောင်မီပွဲအတွက်စတင်ပြင်ဆင်ခဲ့ပါရယ်။ဒါပေမဲ့စေချောင်းတပ်ဖို့ပတ်စံမရှိရကြောင်းစောက်အဟောင်းတွေနဲ့ YouTube လိုမျိုးအခမဲ့ရနိုင်မဲ့နေရာတွေကနေလေ့လာဖြစ်ခဲ့ပါရယ်။သူမရဲ့တနေတာကိုအချိန်ကြာနဲ့တမတ်ထားပြီးမနက်စောစောထားစားကြည့်လိုက်တယ်။ပြီးရင်အဖေရဲ့ဆိုင်မှာဈေးကူချောင်းပေးရင်းနဲ့အားရင်အားတလို့စဖတ်လိုက်ပြီးညဘက်မှာတော့သူ့စာလုံးချိန်ကိုထပ်ပြီးတော့တတ်မှတ်ထားလိုက်ပါရယ်။ နေ့စဉ်ရဆက်အခုလိုကြိုးစားလာခဲ့တာတခါတခါသူပင်မလာတဲ့အခါတိုင်းသူမရဲ့မိခင်ပြောခဲ့တဲ့စကားတွေကိုပြန်သတိရပြီးကိုကိုကိုပြန်အားပေးလိုက်ပါတယ်။သူ့ရဲ့ကြိုးစားအထောက်အမူတွေကြောင့်နီတီဟာစေချောင်းဝင်ဝင်ဆာမီပွဲကိုဖြည့်ဆွခွင့်ရခဲ့ပြီးဆာမီပွဲမှာလည်းထူးကြိုးစားအောင်မြင်ခဲ့ပါတယ်။သူမဟာတနိုင်ငံလုံးရဲ့ top 100ကျောင်းသားဆင်းရဲထဲမှာပါဝင်ခဲ့ပါတယ်။ဒါဟာနီတီဘွားရဲ့အကြီးမားဆုံးအောင်မြင်မှုခြေလှမ်းပါတရားလုံးကလည်းနီတီရဲ့အောင်မြင်မှုကငါတို့ရွာကောင်းရှိစေလို့ချီးကျူးအပ်ပေးကြပါရစေ။ တိုင်မဲ့ဒီခီကလွယ်ကူချုံးမွေးနေရတော့မဟုတ်ပါဘူး။စီးကြောင်းဝင်ဝင်ရပြီမဲ့ကြောင်းလာကအတွက်ကိုပေးစရာမရှိလို့ပါ။နီတီရဲ့အဖေကသူရဲ့ဆိုင်လေးကိုအပောင်းထားပြီးတမီဒါရီကတမီရဲ့အနာဂတ်အတွက်အိမ်မက်အတွက်ပဲ။ကြိုးစားပါတမီရဲ့ဘယ်တော့မှလက်မလျှော့ပါနဲ့အနားမှာအဖေရှိရဲ့။စီကြောင်းမှာပညာသင်ကြားရတာအလုတ်ခတ်ခဲ့ပြီးစာသင်ချိန်တွေနဲ့လက်တွေ့အတန်းတွေရဲ့ကြားထဲမှာအချိန်လူပြီးတော့အပေါ်ဝင်ဝင်ရနိုင်မယ့်အချိန်ပိုင်းအလုတ်ကိုလုပ်ခဲ့ပါသေးတယ်။ဒီလောက်ကြိုးစားခဲ့တာတော့မှတစ်ခါတည်းမှာစားစရာပတ်စံမရှိဘူး။ ဒါပေမဲ့အခက်ခဲတိုင်းကိုသူကကြော်လွှားနိုင်ခဲ့ပါတယ်။တတိယနှစ်မှာတော့သူမရဲ့ဖခင်နာမကျန်းဖြစ်လာပြီးစိတ်ကူတာဖို့စူးစမ်းထားသမျှအားလုံးကထုတ်သုံးလိုက်ရပါတယ်။အဖေကိုလည်းမကယ်လိုက်နိုင်ပါဘူး။အစအမေဆုံးလို့စိတ်တော့ကရီများနေတဲ့သူမအခုအဖေပါဆုံးလိုက်ပြီးမှစောက်တရားမရလွန်စွာကြေကွဲရပါတယ်။ဒါပေမဲ့ကိုယ့်အိမ်မက်ကိုဆက်လက်ပြီးအကောင့်ထည့်ဖို့ပို့အတင်းပြီးတော့ဖခင်ရဲ့နောက်ဆုံးဆန္ဒကိုတတိယပြီ။တမီးတနေ့ဆရာမဖြစ်ပြီးတော့လူတွေကိုကြီးပေးနိုင်အောင်ကြိုးစားနော်။ တမီးအဲ့လိုမျိုးကူညီပေးနိုင်အဖေကသိပြောပါပြီ။အဖေပြောခဲ့တဲ့စကားသူ့အတွက်ပို့ပြီးတော့ကြိုးစားဖို့အတွက်အဖြစ်စီခဲ့ပါရယ်။နှစ်ပေါင်းများစွာကြိုးစားအထောက်အမူတွေနဲ့ရုန်းကန်လှူရှာမှုတွေရဲ့နောက်မှာတော့သူမဟာ MBBS ပညာရေးကိုပြီးဆုံးအောင်မြင်ခဲ့ပါရယ်။ဒါပေမဲ့သူမရဲ့တကယ်အိမ်မက်ဖြစ်တဲ့ကိုရောင်မှာစေကံဖွင့်ပြီးစင်ရသားတွေကိုအခမဲ့ကုသပြီးလို့ရဲစန္ဒာလေးရှိပါသေးတယ်။ အစပိုင်းမှာတော့လူတွေကသူမမယုံကြည်ကြသေးပေမဲ့နောက်မှာတော့သူမရဲ့ယူသမှုနဲ့ကြိုးစားအထမှုတွေကိုမြင်လာပြီးတဖြည်းဖြည်းနဲ့ယုံကြည်ကိုးစားလာကြပါတယ်။သူမဟာလူနာတွေကိုမိသားစုဝင်တွေလိုပဲနှွေးထွေးစားဆက်ဆံပြီးသူမရဲ့ဆောင်ရှားမှုနဲ့နှွေးထွေးမှုတွေကလည်းတဆင့်စကားတဆင့်သားနဲ့တည်င်းအတော်တော်လေးကိုပြန့်နှံ့သွားပါတယ်။ နီတီဟာတဖြည်းဖြည်းနဲ့သူမရဲ့စီကံကိုဆေးရုံငယ်လေးတစ်ခုဖြင့်ပြောင်းလဲနိုင်ခဲ့ပြီးသူမရဲ့စီယုံဟာဆေးဝါးကုသပေးရုံမကရွာထဲမှာရှိတဲ့ကလေးတွေရဲ့ပညာရေးနဲ့အမျိုးသမီးများအတွက်ကျမ်းမာရေးအသိပညာပေးလှုံ့ဆော်မှုတွေကိုပါလှုံ့ဆော်နိုင်ခဲ့ပါတယ်။သူမရဲ့လှုံ့ဆော်မှုတွေကပြည်내တစ်ခုလုံးမှာလူသိများလာခဲ့ပြီးအစိုးရကလည်းသူမရဲ့ကြိုးပမ်းမှုတွေကိုအတိမတ်ပြုအထောက်ပံ့ပေးခဲ့ပါတယ်။နီတီရဲ့သူမရဲ့ရွာမှာရှိတဲ့ကလေးတွေကိုဘဝတလန်းဖြင့်လမ်းကြောင်းဖောက်ပေးနိုင်ခဲ့ပါတယ်။ မင်းအိမ်မက်တွေကကြီးမားပြီးတော့စူးစမ်းအားထုတ်ဖို့ဆန္ဒရှင်ဘေးရကမှမင်းကိုမတားဆီးနိုင်ဘူးဆိုတော့တသက်ပြခဲ့တာပါသူမဟာရွာရဲကလေးတွေအတွက်စာကြည့်ရိုက်နဲ့ကြောင်းတကြောင်းကိုလည်းတီထောင်ခဲ့ပါတယ်နောက်တစ်ချိန်မှာတော့ဆင်းရဲနံပါတ်မှုကြောင့်ဘေးကလေးမှသူတို့ရဲ့အိမ်မက်တွေကိုဆွလွတ်မှာမဟုတ်ဘူးဆိုတာအသေးစားပဲဖြစ်ပါတယ်